လောကလူဆိုတာပေါ်ပြူလာဖြစ်တာကိုကြည်ညိုတာသူတော်ကောင်းကိုကြည်ညိုတာ ਨੇ ပညာရှိကိုကြည်ညိုတာမဟုတ်ဘူးပေါ်ပြူလာဖြစ်မှကြည်ညိုတာလူတွေရဲ့သဘောกว่าအတိုင်းရှင်သာရိပုတ္တရာနဲ့ရှင်မောကလရှင်ကြည့်လိုက်ပဲဆိုလို့ရှိရင်ကြည့်ရှင်မောကလကတကူးကြည့်တယ်တကူးကြီးတော့ရှင်မောကလပေါ်ပြူလာဖြစ်တယ်ဒါကထင်ရှားတဲ့ဥပမာတစ်ခုပြောပြတာเนาะတကူးကြီးတယ်ဆိုတော့ တောင်ကြီးလိုပဲသူကပေါ်ပြတာဖြစ်တယ်။မြင်တာတယ်ပေါ့။ထိုးကြီးရှင်သာရိပုတ္တရာဆိုတာခက်ခက်ခဲခဲနဲ့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 မိကုံပြဿနာတွေဖြေရမှသူကသူ့ရဲ့ပညာစွာဆိုတာသိနေ။ရှင်သာရိပုတ္တရာကပညာရှိမှသိတာ။ကြောက်ဘူးတယ်မို့လား။ပညာရှိဆိုတာစီကြီးလိုပဲတီးမှတ်ပြီးတယ်မတီးရင်ဒီတိုင်းပဲနေမယ်။နော်။ အဲ့တော့ဥပမာပေးတဲ့အခါရှင်မောကလန်ကတောင်ကြီးနဲ့တူတယ်ရှင်သာရိပုတ္တရာကဆားနဲ့တူတယ်။နားလေအနတိဥပမာတောင်ဆိုတာကလူတိုင်းကမြင်သိတယ်။တောင်ကြီးကြည့်ပြီးတော့လူတိုင်းကနေပြီးတော့တောင်ကြီးကိုသိ။ဆားဆိုတာကြတော့ထမင်းမွေးတိုင်းမှာဟင်းချက်တဲ့ထိုင်မှာ तू ကမထင်မရှားလေးပဲနေရှာတာ तू ။ခိုးဟင်းနဲ့လည်း तू ခတ်လိုက်တာ။အရေးတော်တဲ့လည်း तू ခတ်တာပဲ။ ဒီပြင်အချက်ထားလေးကိုအတုတ်ထဲလေသူပါမပါတဲ့နေရာရှိရတယ်အကုန်ပါတာထညက်သေးတော့မှသူပါမှလေးတယ်ဆိုထညက်တော့မှစားလေးနဲ့မင်္ဂလာသီးစားလဲစားလေးနဲ့မကောင်းတာဒီတိုင်းစားလို့မကောင်းတမယာသီးဆိုတာတော့မပြောနဲ့တော့เนาะအချိုတာပဲဖြစ်ဖြစ်ချင်တာပဲစားလေးပါမှလေးတယ် ရှင်သာရိပုတ္တရာကျတော့စာနဲ့အလားတူတယ်နေရာကပါတယ်ဒါပေမဲ့ပေါ်ပြူလာဖြစ်လာဆိုရင်အရှင်မတရားကြီးတယ်လို့ပဲတို့အိမ်စာတော့ဝဲတာဝဲတခါမှလည်းစာမစားရပါဘူးလို့ပြောစာကိုတရားတွေလို့ဒီပြင်ထမင်းလို့စားလို့ရတာမှမဟုတ်တာနော်စားပြဝဲတာဝဲရတယ်တူဦးပြီးတူဦးကုန်းနေတာဒါပေမဲ့တခါမှလည်းစားစားရတယ်လို့မရှိဘူးလို့ပြောတယ် ဲ့တော့ရှင်သာရိပုတ္တရာရဲ့အနေထားကသာလို့ပဲပညာရှိဆိုတာသာလို့ပဲမပါရင်ပေါ့ပြည့်ဖြစ်ပဲသူပါမလေးတယ်သို့တော့သူပါမလည်းသိမသိချဘူးလူတွေကအတိမတ်ပြုတ်မပြုတ်သာပေါ့နေထက်လိုက်စမ်းသာလေးဒါတော့ပဲသိနော်လူရဲနာမည်တက်တော့စားလို့သူကမတက်ဘူးစတဟင်းဝတဟင်းဆိုပြီးတော့ ကောင်းတဲ့နာမည်တွေပဲတတ်တယ်။ချက်တွေဝက်တွေပဲနာမည်ကြီးသွားတယ်။စားကြတော့ဘုရားထဲပြောတော့စားမပါချက်သားလည်းမကောင်းဝက်သားလည်းမကောင်းငါလည်းမကောင်းဘာမှမကောင်းသို့သောသူနာမည်ပေါ်လာဆိုပေါ်ချဘူးပညာရှိစွာစားနဲ့အလားတူတယ်လို့သူဆိုတယ်